ီရက်ပိုင်းမှာကျွန်တော်ကို Messenger နဲ့တူလကောင်ဒီဈေးကမ်းမှာလာပြတဲ့သူတွေတဲကနေပြီးတော့မှပေးကြပါဘောเนาะဆရာရဲ့ online ပေါ်မှာတွေ့ရပါဘောเนาะ website ကကဘာပေါ်မှာကျမ်းမာရင်းရဲ့အညီညွတ်ဆုံးအစာရည်ထဲမှာနံပါတ်၈ခုမြောက်ဖြစ်တယ်ဆိုတော့တွေ့ရပါဘောเนาะအဲ့ဒါကိုဆရာအနေနဲ့ဘယ်လိုမျိုးမြင်ပါသလဲပေါ့အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အတူတူဒီကျောင်းအလေးကိုလေ့လာသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အစားတောင်းတဲ့ဟာဆိုင်ရာထူဘီယိုဒေါက်တာရင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီကျန်းမာရေးနဲ့ဟာဆိုင်ရာဘူသူတာတွေကိုဒီ YouTube Facebook TikTok နဲ့ Telegram Channel တွေမှာဝင်မြပေးနေတာဖြစ်တဲ့အတွက် Like and Follow လုပ်ထားတဲ့ solution နဲ့လုပ်ထားဖို့တရားချင်းစီတိုင်းကိုဖိတ်ခေါ်ချင်ပါတယ်ရဟပီပေါ့နော်ကျွန်တော်တို့ဒီဝက်စီကကျမ်းမာရင်းနဲ့ညီညွတ်လာပေါ့အဲ့တော့ဒီမေးခွန်းလေးကိုမဖြေခင်မှာဒီကျွန်တော်တို့ခန္ဓာကိုယ်ကပေါ့နော်နေ့စဉ်မှာဒီဗိုက်တာမင်နဲ့တက်တူတက်လို့ခေါ်တဲ့အာဟာရဓာတ်တွေကိုလိုအပ်နေတာဖြစ်ပါတယ် ဲနောက်ပြီးတော့ခုနကဒီဝက်စီကဒီကဘာမှာကျမ်းမာရေးနဲ့ညွတ်တဲ့အဆင့်ရှစ်ဆိုတဲ့ကိစ္စကျွန်တော်တို့ဒီလွန်ခဲ့တဲ့2015ခုနှစ်ပေါ့နော်2015ခုနှစ်လောက်တုန်းကလှုပ်ထားတဲ့သူတည်တနာတစ်ခုပေါ့အမိပြုတ်ပြီးတော့မှပြောနေရပါတော့အဲ့တော့အဲ့ဒီသူတည်တနာမှာမလှုပ်ထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစားအသောက်အမျိုးအစားပေါင်း1000ကျော်ကိုသူကသူတည်တနာလှုပ်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီသူတည်တနာမှာဒီလူတွေအတွက် နေ့စဉ်လိုအပ်တဲ့ကျွန်တော်တို့ဒီအဟာရအပါဝင်မှုတွေကိုမူတည်ပြီးတော့မှအမှတ်တွေကိုပေးလိုက်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကဒီ nutritional fitness score ဆိုပြီးပြောလိုက်တယ်ပေါ့နော်။အဲ့တော့အဲ့မှာဝက်စီကကျွန်တော်တို့လူတွေမှာနေ့စဉ်လိုအပ်တဲ့ဒီ vitamin B တို့ selenium, zinc, phosphorus နောက်ပြီးတော့မှဒီ monounsaturated fat လို့ခေါ်တဲ့ဒီကောင်းတဲ့အဆီပေါ့နော်။အဲ့ဒီအဆီတွေပါဝင်မှုပေါ်မူတည်ပြီးတော့မှဝက်စီကတခြားသောအစားအသောက်တွေနဲ့ရှင်လိုက်ပြီးတော့မှနံပါတ်8ချိန်သွားတယ်ပေါ့နော်။အဲ့တော့ဒီဥစ္စာကသူ့မှာပါဝင်တဲ့ဟာပဲပြောထားတာ။ဒီမှာမပြော ထားကကျွန်တော်ဒီဝက်စီမှာပါတဲ့ဒီ cholesterol တွေနောက်ပြီးတော့မှဒီပြေဝအဆီတို့ခေါ်တဲ့မကောင်းတဲ့ဆီတွေဒီနောက်ပြီးတော့မှသူ့ကိုများများဆားလို့ရှင်ရလာမယ်အဆိုးကျိုးတွေကိုမခေါ်ပြထားဘူးเนาะဒါပေမဲ့လူတွေကိုအကျိုးပြုတဲ့ဒီ heart attack တွေပါလားဆိုလို့ရှင်တော့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပြန်ကြည့်မယ်ဆိုရင်ခုနကပြောခဲ့တဲ့ဒီမကောင်းတဲ့ဆီရော cholesterol အဲဒါမျိုးတွေကလည်းကျွန်တော်တို့ရှင်းနေသေးတာဖြစ်ပါတယ် အဲ့တော့ဒီသူတင်နာမှာပြောထားတာကဒီကျမ်းမာရေးနဲ့ညွတ်တဲ့နေတိုင်းစားလို့ရတယ်ဆိုပြီးဒီလိုမျိုး ဆိုလိုထားတာမဟုတ်ဘူးเนาะကျွန်တော်တို့ဒီလူတွေမှာလိုအပ်တဲ့အဟာရတက်တွေပါတယ်ဆိုပြီးတော့တခြားစားသူတွေနဲ့ရှင်ပြမှာသူကအဆင့်နံပါတ်၈ဆိုပြီးတတ်မှတ်ပေးလိုက်တာဖြစ်ပါတယ် ပြီးတော့ဒီလိုမျိုး hard disk တွေပါနေဆိုတော့ကလည်းကျွန်တော်တို့ဒီ unprocess လုပ်ထားပါဘောเนาะအဲသူ့ကိုဒီ web သားဆိုလို့ရှင်လေဒီ data ရှိခံအောင်မလုပ်ထားတဲ့ web သားပေါ့เนาะဒီဈေးတွေကနေဝယ်လာပြီးချက်ချင်းချက်ပြီးတော့စားတဲ့ဟာမျိုးပေါ့เนาะဒီ web စီပေါ့အဲကျွန်တော်တို့ဒီ data ရှိခံလုပ်ထားတဲ့ web ပေါင်ချောက်တွေအသားလုံးနောက်ပြီးမှ web အကြောင်းမှာပါတဲ့အစီအလေအဲဒီလိုမျိုး hard မှာပါတဲ့အစီအလေကိုတော့ကျွန်တော်တို့ညွှန်းတာမဟုတ်ဘူးဆိုတော့တော့ကိုကနားလိုက်ထားဖို့ပြောပါတယ်အဲ့တော့အဲ့သူ့ဒီကနာမှာကျွန်တော်နံပါတ်1ချိန်ထားတဲ့အစားအသောက်အမျိုးရှိပါအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ M1 ပေါ့เนาะဒီမှာလို့ဆိုလို့ကျွန်တော်တို့ဒီ balance ပေါ့ န်စစ်ကတော့ကျွန်တော်အဲ့ဒီသူ့တင်တာမှာနံပါတ်၁ချိန်ထားတဲ့စာတောက်ဖြစ်ပါတယ် အဲ့တော့အချုပ်အနေနဲ့ပြောရလို့ရှင်ဝက်စီကစားလို့ရပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အဟာရဓာတ်တွေလည်းပါပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူကကယ်လိုရီပမာဏအများတာဖြစ်တဲ့အတွက်အဲကိုကအလားအရန်ကြိုက်လို့အနေတိုင်းစားမယ်ဆိုရင်တော့မှဒီဝိတ်တက်လာမျိုးတွေနောက်ပြီးမှဒီကိုလက်စထရောလိုက်များလာမျိုးတွေအဲ့ကနေမှတစ်ဆင့်ကျွန်တော်တို့ဒီသွေးတွေထဲမှာအဆီများပြီးတော့မှဒီချားတော့ဒီကျန်းမာရေးအတွက်မလိုအပ်တဲ့ဆိုးကျိုးတွေရလာနိုင်တာဖြစ်ပါတယ်အဲ့အတွက်ကိုကဒီဝက်စီပေါ့နော်ဝက်တာသုံးတတာကိုကြိုက်တယ်ဆိုရင်တော့မှအဲကျွန်တော်အတိုင်းအတာပမာဏတစ်ခုလောက်ထိပဲစားဖို့တော့ကျွန်တော်အနေနဲ့အကြံပြုချင်တာဖြစ်ပါတယ်အဲ့တော့ တင်းတင်းပြတာရဲ့စားတော့ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအသားရဲ့ထမင်းရဲ့အရွက်အဲဒီလိုမျိုးလေးကိုပဲမျက်မျက်တက်တာစားဖို့တော့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။တော့ဒီနေ့ဝင်မြသွားတဲ့အကြောင်းအရာလေးကမိနဲ့အမိချစ်ခင်တဲ့အတွက်အကျိုးရှိမယ်ဆိုလို့ရှင်ပြန်လည်ပြီးတော့မှညပြီးတော့ကိုလည်းတိုက်တော့ချင်ပါတယ်။အမေပါနဲ့တင်ကိုရန်ကတင်းအတွက်အကောင်းဆုံးဆရာပါ။တယောက်ချင်းစီတိုင်းစေရုပ်ပေါ်ပါ။ကျမ်းပါ။ကျမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ။